Did you know there's a floating garbage patch in the Pacific Ocean? It's twice the size of Texas and filled with 1.8 trillion pieces of plastic. What you're watching is the creation of antibiotics. Unlike some drugs, which are just petroleum derivatives, many antibiotics are grown in bioreactors like this one. အမေတဆောင်လုံးမှာသိပ္ပံညာစီတွေဟာသူတို့ရဲ့ဆန်းကျဲတဲ့သုတေသနနဲ့စာပွေတွေးဆမှုတွေကနေတည်းကလူရည်ကြီးမှုကိုမြင့်တက်ရမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ကြပါတယ် <laughs> သူတို့ရဲ့အသိပညာကိုမဆုံးမနဲ့လိုက်ဆောင်ခြင်းကဘုရားရဲ့ကျမ်းမာရေးကိုပုံမကောင်းမွန်စေတဲ့စာသေးတိထေမှုတွေစကြဝဠာအကြောင်းနဲ့ကျွန်တော်တို့ရဲ့နားလည်မှုကိုချက်တွေပေးနိုင်ခဲ့ပြီးတော့ဒီဘာကြီးနဲ့အပြန်လန်းစစ်ဆန်နေထိုင်ဖို့တို့ကိုကြောင်းလဲစေခဲ့ပါလေ။စေပိဆိုင်ရာဤပညာတွေနဲ့လူသစ်ပေါင်းများစွာတည်ပြီးနေတဲ့ကာကွယ်စည်းတွေအတန်းနဲ့အာကာသစူဇန်လင်းလာရေးတဲ့အထိသိပ္ပံနေကြအောင်မြင်မှုတွေဟာခေမီလူနေမှုဘဝကိုအစစ်စစ်နဲ့ပြတ်ပေါ်ပေါ်ပေးခဲ့ပါလေ။ဒီပပုံးကူညီမှုဟာကမ္ဘာလုံးဆိုင်ရာစေကုံမှုတွေကိုဖြစ်စေပေးရုံတမကား ဘူတာမြူနယ်တွေရဲ့နေထိုင်မှုပုံစံပုံမှုကောင်းမွန်လာစေဖို့အတွက်ရစွာအထောက်အကူဖြစ်စေခဲ့ပါတယ်။ပေပညာဆိုင်ရဲ့လှုပ်ဆောင်ချက်တွေဟာလူသားတွေရဲ့စုစမ်းလူစိတ်တီထွေပတိနယ်စွမ်းနဲ့ရေစီတန်တော့အပြုသဘောဆောင်တဲ့အပြောင်းလဲလူကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒီကနေ့မှာတော့ဝါကြီးကိုပြောင်းလဲစေနိုင်ခဲ့တဲ့တေပပညာဆင်တွေရဲ့ဆပတိစမှုကြီးလေးခုအကြောင်းကိုဖော်ပြပေးသွင်းချင်ပါနဲ့။စီစီလေးမစက်ခင်မှာရတရဘူဒူရာရဲ့စီမဲ့ကျောင်းလေးတွေကိုတစ်စစ်ပြနေတဲ့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်သွားပေးကြဖို့တောင်းဆိုလိုက်ရပါတယ်။ နံပါတ်1ပင်နီဆီလင်ဘာဘာမအတိပေါင်းမျိုးဆက်ကိုကတည်ခဲ့တဲ့ပင်နီဆီလင်ဆေးကို1928ခုနှစ်မှာလစ်ဆန်ဒါပရမင်ဆိုတဲ့ဗြိတိသတ်ပညာရှင်ကမတော်တဆဆာဂွေတည်စီခဲ့တာဖြစ်ပါတယ်။ပရမင်ဟာတကွက်ခမ်းမှာဗတိယာပုံမတွေကိုလစ်လိုက်နေရင်အာလန်ရဲ့အတွက်ခဏနားပြီးပြန်လာတဲ့အခါမှာသူရဲ့တကွက်ခမ်းပကံများတွေထမ်းမှာမူတွေပေါက်နေတော့ကိုတွေ့စီခဲ့ပါတယ်။သူစတာကဒီမူတွေပေါက်နေတဲ့နေရာတစ်ဝိုက်မှာဗတိယာပုံမတွေတေကုံတာကိုသတိပြုမိခဲ့ပါတယ်။ဒီမူကနေထွက်တဲ့ဓာတ်ပစ္စည်းတစ်မျိုးက ဗတီဂျီယားတွေကိုတည်စီနေတယ်ဆိုတော့ကိုသူရေးမိခဲ့ပါတယ်။ဒီမူကနေပင်နီဆလစ်ဆေးကိုပို့ထုတ်နိုင်ခဲ့ပြီးတော့ဒုတိယကမ္ဘာစစ်အတွင်းစစ်မှုတွေမှာဒဏ်ရာရတဲ့စစ်သားတွေရဲ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒီကနေ့ချိန်ထိပင်နီဆလစ်နဲ့ဆေးတူတဲ့ဗတီဂျီယားဆေးတွေဟာကိုယ်စစ်ရောဂါတွေကိုကုသရမှာအရေးပါတဲ့ဆေးဝါးဖြစ်နေဆဲပင်ဖြစ်ပါတယ်။နံပါတ်1မိုက်ခရိုဝေ့ ဒီကနေ့ခါမှာကမ္ဘာပေါ်မှာအိုက်တိုင်းလိုလိုသုံးနေကြတဲ့ microwave စက်ကို1945ခုနှစ်မှာ Percy Spencer ဆိုတဲ့ American engineer ကမတော်တဆဆက်ဝေးတည်ဆိခဲ့တာဖြစ်ပါတယ်။ Spencer ဟာ radar city နဲ့အလုံးနေတဲ့အချိန်မှာသူအိုက်ကက်ထဲကချိုကလက်ဘာတစ်ခုအည်ပြိုသွားတာကိုသတိပြုမိခဲ့ပါတယ်။ radar city ကနေထုတ်လွှတ်တဲ့ microwave line တွေကအပူထုတ်ပေးနေတယ်ဆိုတာကိုသူရေမိခဲ့ပါတယ်။အဲ့ဒီသူစစ်ချက်ကနေသူဟာပြန်ဖို့ပေါက်ပေါက်တွေကိုစမ်းသပ်ဖုတ်ကြည့်ခဲ့ပြီးနောက်ဆုံးမှာပထမဆုံး microwave စက်ကိုတည်ထွင်နိုင်ခဲ့ပါတယ်။ ပထမဆုံးမက်ကလိုဝစ်စစ်ဟာရေကတိတအရွယ်လောက်ရှိပြီးတော့250ပေါင်လောက်လေးပါတယ်ဒီကနေ့အချိန်မှာတော့မက်ကလိုဝစ်မုတ်ဖို့စစ်တီဟာဘဝတော်ကအိတ်တိုင်းလူလူမှာအတုံးအများဆုံးမိဖို့ကြောင့်ဖြစ်စီတစ်ခုဖြစ်လာခဲ့ပြီးတော့အခြေကုန်တက်တာစွာနဲ့အစားအသောက်တွေကိုပူပေးချစ်ပြုတ်စေနိုင်ခဲ့ပါတယ်နံပါတ်3 X-ray ဘဝပေါ်မှာဆင်းမြင်ချက်ကိုတွန်းလှန်ပြောင်းလဲစေခဲ့တဲ့ X-ray တဲ့ရောက်ချီကို1995ခုနှစ်မှာ Wehen Connect Rajin ဆိုတဲ့ဂျာမန်ယူဘပညာရှင်ကဒေါက်တာဆာဆပ်ပွေတွေ့ရှိခဲ့တာဖြစ်ပါတယ် ရောင်ဂျင်ဟာဒဲယောက်ချီတွေအကြောင်းနဲ့နေစဉ်အမောက်ခန်းထဲမှာဓာဝေဖြစ်ထားတဲ့ဖက်ပြတခုနဲ့စားတိုက်နေခဲ့ပါတယ်။ဖက်ပြအနီးမှာထားခဲ့တဲ့ Bavarian Pretino Cyanide တပ်ပုတ်ဖလေတစ်ခုပေါ်မှာလင်းရောက်တဲ့ပေါ်နေတာကိုသတိပြုမိခဲ့ပါတယ်။ဒီတွေ့စစ်စစ်ကနေသူဟာဆက်လက်စားတိုက်ခဲ့ပြီးဒီဒဲယောက်ချီတွေဟာအရာဝတ္ထုတွေကိုထိုးပေါက်နိုင်တယ်ဆိုတာကိုသတိထားမိခဲ့ပါတယ်။သူစရင်းရဲလက်ကိုဒဲယောက်ချီနဲ့ညှိကြည့်တဲ့အခါမှာလင်းရိုးတွေကိုပြတ်သားစွာမြန်တဲ့ပထမဆုံး X-ray တပ်ပုတ်တစ်ပုတ်ကိုရရှိခဲ့ပါတယ်။ဒီကနေ့အချိန်မှာတော့ X-ray ဒဲယောက်ချီဟာစီးပညာယောဂဆက်ခွေးရဲ့ ရိုးကျိုးအေးမှုတွေဆက်စည်းရေးနဲ့တော့ပိဆိုင်ရာကုသမှုတွေမှာမရှိမဖြစ်အတော့ဝင်တဲ့ဤပညာတစ်ခုဖြစ်လာခဲ့ပါတယ်။နံပါတ်၄ plastic ဒီဂရီကပပေါ်ကနေရာတိုင်းလူလူတွေ့နေရတဲ့ plastic ကို1909ခုနှစ်မှာ video big dan ဆိုတဲ့ Brazilian American ဓာတုပညာပညာရှင်ကဘရိုရဆာဆာဘူတွေ့ရှိခဲ့တာဖြစ်ပါတယ်။ big dan ဟာသဘာဝကိုယ်စည်းတမျိုးဖန်တီးဖို့ကြိုးစားရင်း phenol နဲ့ formaldehyde ဓာတ်တွေကိုရောစပ်ပြီးပူပေးခဲ့ပါတယ်။ ရလအနေနဲ့မှာကျုံးပြီးပုတ်သွေးလို့ရတဲ့ပစ္စည်းတမျိုးဖြစ်လာတာကိုတွေ့ရှိခဲ့ပါတယ်။ဒီတွေ့ရှိရှိကနေပထမဆုံး plastic backlight ကိုဖန်တီးနိုင်ခဲ့ပြီးတော့ဒီပစ္စည်းဟာလျက်စစ်ဒဏ်မလိုက်တဲ့အတွက်လျက်စစ်ပစ္စည်းတွေ၊ဟုံးတွေ၊ရေဒီယိုတွေမှာအသုံးပြုခဲ့ပါတယ်။ဒီကနေ့ချိန်မှာတော့ plastic ဟာဘတ်တဝမ်းမှာနေစတဲ့ပစ္စည်းတွေ၊ဆေးဝါးပစ္စည်းတွေ၊ရင်အစိပ်ပိုင်းတွေနဲ့တခြားနယ်ပယ်ပေါင်းများစွာမှာအုပ်ပြုနေကြပြီးတော့ကျွန်တော်တို့ရဲ့နေစဘောကိုပြောင်းလဲစေခဲ့ပါတယ်။တိုးတိုး plastic ညံ့မှုဟာအဘာဘာဝချစ်အတွက်စေခေါ်မှုကြီးတစ်ခုလည်းဖြစ်လာစေခဲ့ပါတယ်။